3ရက်နေ့တရက်ထဲကိုပဲကျွန်တော်စီမှာဆက်သွယ်ပြီးတော့ထူထမ်းထားတဲ့အလူငွေစုစုပေါင်း300ကျော်သွားတယ်ပေါ့နော်ကျွန်တော်စီမှာရုံကြီးနဲ့ထူထမ်းပေးတာကျေးဇူးတင်ပါတယ်အားလုံးကိုလိုအပ်တဲ့နေရာတွေကိုလိုအပ်တဲ့အရာတွေရောက်ရှိအောင်တေချာလေးစီစဉ်ဆောင်ရွက်ပြီးတော့ထူထမ်းပေးသွားပါမယ်ဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်အဲ့တော့ထူထမ်းထားတဲ့အလူရှင်နာမည်စင်းအနေနဲ့အလူငွေစင်းတွေကိုကျွန်တော်ဝမ်းသာအားနဲ့ဗီဒီယိုလေးနဲ့ပြပြပေးသွားအောင်ရှိပါတယ်ဗျာနော်အဲ့တော့အားလုံးလည်းတာရုခိုဆွနိုင်အောင်ကျွန်တော်တေချာလေးတယောက်ချင်းစီကိုပြပြပေးပါမယ်ဗျာနော်ကျွန်တော်အထက်မှာနောက်ဆုံးတင်ထားတဲ့ဗီဒီယိုမှာလက်ကျန်အလူငွေစင်းရတော့ သိန်း124သိန်း6000 2000နဲ့မှ800ဖြစ်ပါတယ်ဗျာနော်အဲ့ဒါတရက်နေ့ညပိုင်း9နာရီလောက်ထိဝင်ထားတဲ့အလူငွေလက်ကျန်ဖြစ်ပါတယ်ဗျာနော်သိန်း124သိန်း6000 2000နဲ့မှ800ကျွန်တော်ဗီဒီယိုလည်းတင်ပေးထားပါတယ်တရက်နေ့ညပိုင်း17နာရီထိုးကန်နေ့မှာအလူငွေထွက်ပြီးတော့ဝင်ထားလေရှိပါတယ်ထိုင်ဝမ်မှာကိုရန်ဖြိုးကနေပြီးတော့10သိန်းမတ်မေဇင်ကနေပြီးတော့သိန်း20နှစ်ရက်နေ့မှာဆိုလို့ရှိရင်တော့ဥကြော်ကြော်ဒေါ်ရင်တင်စိတ်ကြီးခဏောင်တို့ရန်ကုန်တိုင်းမှာတသိန်းခွဲဥကြော်လင်းဟိန်ဒေါ်နီနီအောင် တက်မီမက်ကြည်စင်ဝင်းပါမိသားစုကနေပြီးတော့3သိန်း၊ဦးတန်းထူးဒေါ်တောင်းကနေပြီးတော့2သိန်း၊ကိုချိုတာလွန်က3သိန်း၊ဒီဇိုင်နာမဝင့်ဝတီဦးက9သိန်း၊ဒီဇိုင်နာမတင်စာတန်းထူးက9သိန်း၊ကိုမျိုးမင်းထက်ဖြစ်မယ်ထင်တယ်ဗျာနော်မျိုးမင်းထက်ဆိုတဲ့အကောင့်နဲ့မှတ်ချက်မှာမုံဖို့လို့ရေးပြီးတော့3သိန်းခွဲလှူဒန်းထားပါတယ်အဲ့တော့မှတ်ချက်မှာဗောနော်ကျွန်တော်တခါသေးလေးတွေ အလူရှင်နံပါတ်လေးထည့်ရေးပေးဖို့လဲကျွန်တော်တောင်းဆိုထားပါတယ်ဗျာနော်။ဘာလို့လဲဆိုတော့ကျွန်တော် messenger မှာလူတွေကယာနဲ့ရှိနေပြီဆိုတော့ကျွန်တော်အကုန်လုံး live message နဲ့တော့လို့ကျွန်တော် video လေးနဲ့လည်းပြောပြပေးထားပါတယ်။အဲ့တော့ဟို game မှတ်ချက်မှာအဲ့လိုပါမလာတဲ့ဟာဆိုရင်လည်းကျွန်တော်လွှဲတဲ့ account number လေးပဲပြောပြပေးသွားပါမယ်ဗျာเนาะ allocation number ကိုကျွန်တော် messenger မှာပေါ့တခြားရှာပြီးမပြောပေးနိုင်တာကိုလည်းအဲအလုံးမိတ္တရခင်တောင်းမဲ့အပ်ပါတယ်ဗျာเนาะကျွန်တော် video လေးနဲ့လည်းတခြားလေးရှင်းပြပြောပြထားပါတယ်အဲ့တော့ကိုမျိုးမင်းထက် account နဲ့3သိန်းခွဲလူတန်းထားပါတယ်ဒေါ်စောနုထွေက9000ကိုအောင်ကျော်ထက်နဲ့အမအများက3သိန်းနဲ့မှ6000 မပွင်းအီဖြူနဲ့ဒေါ်နုနုဆန်မိသားစုကနေပြီးတော့3000ကျွဲဒေါ်တန်တန်အေ USA ကနေပြီးတော့၄သိန်းနဲ့မှ3000မောင်ရဲမင်းဟိမက်ကြည်လဲရွှန်းမောင်နှမနှစ်ယောက်ပခုတ်ကူမျိုးကနေပြီးတော့တသိန်းမအီအီထွေညောင်လေးပင်ကနေပြီးတော့5000ပြီးတော့ဗောနော်ဒေါ်ဂျူလိုင်းမိုးဆိုတဲ့အကောင့်နဲ့မှတ်ချက်မှာ HEP လို့ရေးထားတယ်ဗောနော် 10သိန်းလူတန်းထားပါတယ်ဗျာနော်အကောင့်နံပါတ်ကဒေါ်ဂျူလိုင်မိုးပါမှတ်ချက်မှာတော့ HEP လို့ရေးထားပါတယ်ဗျာနော်ကျွန်တော်တို့လုပ်ငန်းရှင်တဲ့ဘက်နောက်ဆုံး၄လုံးကတော့6336ပါဗျာနော်ဒေါ်ဂျူလိုင်မိုးက10သိန်းလူတန်းထားပါတယ်ကျိုးပင်ကောင်းမျိုးပဲခူးတိုင်းဒေတာကြီးငလျင်အလူဆိုပြီးတော့မှတ်ချက်မှာရေးထားပါတယ်ဥဝေဖြိုးအောင်ဆိုတဲ့အကောင့်နဲ့2သိန်းလူတန်းထားပါတယ်ဗျာနော်လုပ်ငန်းရှင်တဲ့ဘက်နောက်ဆုံး၄လုံးကတော့6426ဖြစ်ပါတယ်ဗျာနော်ကျွန်တော်အဲ့လိုလေးပဲပြောပြပေးပေးလိုက်ပါတယ်ဗျာနော်ပြီးတော့မကြော့မကြော့ M A K Y A U T ကတော့မကြော့ဖြစ်မယ်ထင်တယ်ဗျာနော်နောက်ဆုံးကတော့ H O I ပေါ့နော်ညကျွန်တော် H O I ဘယ်လိုလေးပြောလဲကျွန်တော်ပြောနိုင်လဲလဲသောမှာဆိုလို့ပါနော်အဲ့တော့ M A K Y A U T H O I ဆိုတဲ့အကောင့်နဲ့ပေါ့နော်မှတ်ချက်မှာ M လို့ရေးပြီးတော့နောက်ဆုံးလုပ်ငန်းစဉ်နံပါတ်၄လုံးကတော့2656ပေါ့နော်နှစ်သိန်းလှူဒန်းထားပါတယ်ဗျာနော်အဲကျွန်တော် ဟိုအခုလိုလေးတွေပဲပြောပြတာကိုလည်းစိတ်မရှိပါနဲ့ဦးဗျာနော်ကျွန်တော် messenger တွေ viber တွေ telegram တွေမှာလူတွေကယာနဲ့ရှိနေပြီဆိုတော့အဲ့မှာဆက်လက်လာပို့ပြီးတော့အလူချင်နယ်မှာပြောရင်လည်းကျွန်တော်မရှာနိုင်တော့လို့ပါအားလုံးကိုလည်းကျွန်တော် view လေးတင်ပြီးတခြားလေးပြောပြထားပါတယ်ဗျာနော်ပြီးတော့ match ကြီးလွန်ရနေပြီးတော့9000လူရန်ထားပါတယ်ရွှေကရင်ကွန်းရဆိုင်ထက်ဝယ်မျိုးကိုရွှေကြီးမဆာကြီးမိသားစုကနေပြီးတော့3000လူရန်ထားပါတယ် ဂျပန်နိုင်ငံမှာမက်အီဖြူခိုင်မက်စင်စင်မိုးမအေးတူစာခိုင်မက်ဝေမာခိုင်နှင့်တငယ်ချင်းများနေပြီးတော့၁၀သိန်းတခါ၂သိန်းတခါ၁၂သိန်းလှူဒန်းထားပါတယ်။ရိုင်ဟယ်ဒီနဲ့ရေဘူးလေးတွေလှူပေးပါဆိုပြီးလည်းကျွန်တော်တောင်းဆိုထားပါတယ်။ဟုတ်ကဲ့ပါကျွန်တော်လိုအပ်တဲ့နေရာလေးကိုလှူဒန်းပေးသွားပါမယ်ဗျာနော်။ကိုရီးယားရောက်မှလိုင်မျိုးနဲ့ထန်းတော်ခိုင်းသားများကနေပြီးတော့တတိယအကြိမ်မြောက်အလူအဖြစ်3သိန်း2300လောက်ကရလူဒန်းထားပါတယ်ပထမအကြိမ်မှာ3သိန်းသိန်း30ကျော်ဒုတိယအကြိမ်မှာသိန်း20ကျော်လည်းလူဒန်းထားပါတယ်ဗျာနော်တကယ်လို့လေးစားကြကောင်းတဲ့ညီလေးတွေပါလူဒန်းကြတဲ့သူတွေအားလုံးကိုလေးလေးလေးစားပါတယ်သာဓုလည်းခေါ်ဆိုပါရည်ထက်မကလည်းလူဒန်းတက်နိုင်ကြပါသေးဗျာနော် အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်စီမယုံကြည်နဲ့လှူပေးကြလို့ဦးရဲမြင့်ကျော်ဒေါ်ညွန့်စိုးမိုးတန်လင်မျိုးကနေပြီးတော့၃သိန်းလှူဒန်းထားပါတယ်မွန်ပြည်နဲ့မူးတုံလူငယ်များကဒါဒုတိယကြိမ်ထင်တယ်ဗျ၅000လှူဒန်းထားပါတယ်ပြီးတော့ကျွန်တော်တို့မှတ်ချက်မှာ PNS လို့ရေးထားတယ်ဗောနော်အဲအကောင့်ပေးပို့သူနာမည်ကတော့ဇင်းစင်းချိုဆိုတဲ့အကောင့်နဲ့လုပ်ငန်းစဉ်နာမည်နောက်ဆုံးလေးလုံးလေးလုံးကတော့9685ဆိုပြီးတော့ဗောနော်9000လှူဒန်းထားပါတယ်ဗျာနော်ဒါကတော့ကျွန်တော်တို့ 2ရက်နေ့ရရှိတဲ့လူငွေစုစုပေါင်းဖြစ်ပါတယ်84သိန်း28500ဖြစ်ပါတယ်အဲ့ဒီ84သိန်း28500ကို124သိန်း6800နဲ့ပေါင်းလိုက်တဲ့အချိန်မှာတော့ကျွန်တော်2ရက်နေ့ညပိုင်းမှာဆိုလို့ရှိရင်တော့သိန်း200နဲ့မှ8သိန်း9300အဲ့ဒီသိန်း200ကျော်ကမှ3ရက်နေ့မှာဝင်ထားတဲ့အလူငွေနဲ့ကျွန်တော်ထပ်ပြီးတော့ပေါင်းကြပေးပါမယ်ဗျာနော်3ရက်နေ့မနက်ပိုင်းပေါ့နော်9:33မှာအလူငွေစဝင်တာဖြစ်ပါတယ်3ရက်နေ့မနက်ပိုင်းမှာဆိုလို့ရှိရင်တော့မအေးအေးဝင်းမိသားစုကနေပြီးတော့တသိန်းလူတန်းထားပါတယ် UP2U barbecue and restaurant မိသားစုကနေပြီးတော့စေသိန်း3000နဲ့2သိန်း8000တခါဆိုတော့30သိန်း8000 UP2U barbecue and restaurant မိသားစုကနေပြီးတော့လှူဒန်းထားပါတယ်။မမီမီကနေပြီးတော့အလူငွေ9သိန်းကျပ်လှူဒန်းထားပါတယ်ဗျာနော်။ဒူဘိုင်းမှာကိုအောင်ဆမ်းမင်းကနေပြီးတော့ကျွန်တော်တို့ဒီမှာ6000တခါပြီးတော့2000တခါအဲ့တော့8000ပေါ့နော်။ပြီးရင်နောက်ထပ်2000တခါ တသိန်းတစ်ခါအဲ့တော့ဒူဘိုင်းမှာကိုအောင်ဆန်းမင်းကနေပြီးတော့ကျွန်တော်စီမှာစုစုပေါင်းနှစ်သိန်းလူရန်ထားပါတယ်ဗျာနော်ဒေါ်မြင့်မြင့်တန်ပြီးသားစုကတသိန်းလူရန်ထားပါတယ်၃ရက်နေ့မှာတော့မနက်9:00နာရီက33နဲ့58မိနစ်ကြားမှာ ਉਹ ပဲအလူငွေစုစုပေါင်းက40တသိန်းနဲ့မှာ8000ဝင်ရောက်ထားပါတယ်ဗျာနော်အဲ့တော့40တသိန်းနဲ့မှာ8000ကိုခုနကတော့ကျွန်တော်ရှေ့မှာပြောတယ်သိန်း200 8000 9300နဲ့ပေါင်းလိုက်တဲ့အချိန်မှာတော့ 3250 9000နဲ့မှ300ရရှိချင်တာဖြစ်ပါလေဗျာနော်အော်ဒါအလူရှင်တွေလွှဲတဲ့ငွေတွေကျွန်တော်ဆက်ကိုရောက်တယ်ဆိုတဲ့အကြောင်းလေးကိုအတူပြုပြီးပြီးတော့အလူငွေနဲ့အလူရှင်ဆင်းကိုပြောပြပေးတာဖြစ်ပါတယ်အဲ့တော့3250 9300ရဲ့နောက်မှာ3ရက်နေပေါ့နော်8နှစ်ရည်နောက်ပိုင်းမှာဝင်တဲ့အလူငွေတွေကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားပါအောင်မယ်ဗျာနော်